ေအီတီတီအခါကသူနာဘူမီမီမှာတော့တကူအာနာပြည်စုံပြီးတော့စီပါဥစ္စာကြိုးဝါလာတဲ့ဒေဒီဝိစရာအမည်ရှိတဲ့တိုင်းပြည်ကြီးတပြည်ရှိခဲ့လေတယ်။အဲဒီတိုင်းပြည်ကြီးကိုအုပ်စိုးတဲ့ဘီယင်မင်းတရားကြီးမှာတော့တရားမျှတ၍ပြည်သူပြည်သားများအပေါ်မှာတော့သာသမီကဲ့သို့သဘောထားကစောင့်ရှောက်တော့ကြောင်းတိုင်းပြည်မှာတော့အေးချမ်းတာယာလေးရှိနေတော့တာပေါ့။ဘီယင်ကြီးရဲ့မိဘကောင်ကြီးမှာတော့ရုပ်စင်းအင်ကလက်ပပီးပြတဲ့အပြင် ပညာဉာဏ်နဲ့ပြည့်စုံပြီးတော့မေတ္တာတရားကြီးမားသူ ဖြစ်တာကြောင့်နန်းတွင်သူနန်းတွင်သားများသာမကတတိုင်းပြည်တုံးကချစ်ခင်လေးစားကြရတဲ့ဒါပေမဲ့ဒီပြပြည့်စုံတဲ့ဘဝမှာတော့ဘယင်ကြီးနဲ့မိဖုရားကြီးတို့ဟာကြီးစွာသောစိုးရိမ်ပူပယ်မှုတစ်ခုကိုရှင်ဝယ်ပိုက်ထားခဲ့ကြရလေတော့တယ်။ဒီနန်းစီစီကိုစစ်ခင်မဲ့တာယရဏမထွန်းကားခြင်းပင်ဖြစ်ပါတော့တယ်။နေ့စဉ်နေ့တိုင်းဖုရားကျောင်းကများတို့တွားရောက်ပြီးတော့စူတောင်းမေတ္တာပို့တာကြသလိုပညာရှိမှုမှများ ဘရောဟိမားနဲ့တိုင်ပင်ပြီးတော့အလူတန်းကြီးများကိုလည်းမကြာခဏပြုတ်လုလေရှိကြရတယ်။ဒီနေ့တော့နန်းနဲ့ခင်မာတော့နန်းတော်တစ်ခုလုံးမှာတော့တရင်ကောင်းတစ်ခုနဲ့လှူရှာနိုးထလာခဲ့တော့တယ်။မိဘရဲ့ကောင်းကြီးပရိသတ်ရဲ့တီဗီဟူတဲ့တရင်ကြောင်းဘရင်ကြီးမှာတော့ဝမ်းမြောက်ခြင်းကြီးစွာဖြစ်ပြီးတော့တပီလုံးခုနှစ်ရခုနှစ်လေးကြော်ဝဲရှင်ဝဲများကိုကျင်းပစေခဲ့တော့တယ်။လာစီ၍ရစ်စစ်တဲ့အခါမှာတော့မိဘရဲ့ကောင်းကြီးဟာတားယောက်ျားလေးရန်နာတစ်ပါးကိုဖွားမြင်တော်မူခဲ့တယ်တဲ့။ ဒါလေးမှာတော့ဖွားဆက်ကပင်ရုပ်စင်းအင်ကပြည့်စုံပြီးတော့ရှင်မင်းတို့ရဲ့အရေးသွေးဖြစ်တဲ့အော်လုံးမွေးရှင်တော်နဲ့တကွခြေဖွားလက်ဖွားများမှာတော့စစ်ကြအမတာများပါလာနေတယ်။ဘင်းကြီးကမမရဲ့ရှင်သွေးတို့ကိုရှင်ဝေပိုက်ပြီးတော့ငါနိုင်ငံတော်အတွင်းအာကိုရမယ်သူရဲကောင်းလေးပါတကားဟုမိတ်ပြီးတော့အတိုင်းမသိပီတိဖြစ်နေကြတာပေါ့။အဲ့ဒီအချိန်မှာပဲနန်းတွင်းတလေထုံးစံအတိုင်းပဲမင်းသားလေးရဲ့စာတာတော်စစ်စစ်ဟောကြားရင်အတွင်း နဲခတ်တော်ပညာရှိ ပုံနာတော်ကြီးများနဲတော်ကိုရောက်ရှိလာကြတယ်။အရင်ကြီးကိုယ်တိုင်ကပညာရှိကြီးများကို လေးစားစွာနေရာပေးပြီးတော့မင်းသားလေးရဲ့ဖွားချိန်ဖွားရဲ့ဖွားနာရီတို့ကိုအတိအကျပေးအပ်ကစာတာခွင့်ဖွင့်စေခဲ့တော်တယ်။ပုံနာတော်ကြီးများဟာအချိန်တန်ကြာတွက်ချက်စစ်ဆေးပြီးတဲ့နောက်မှာတော့တူးမျက်နာတူးကြည့်ပြီးတော့စိုးရိမ်တို့အရေးရောများ ပြလာကြတော်တယ်။သူတို့ရဲ့မျက်နှာပြီးဝင်နေတဲ့ဘီရင်ကြီးရဲ့ရင်ထဲမှာတော့ တန်တရားစိတ်တို့ဝင်လာခဲ့တော့တာပေါ့။အိုးပညာရှိမမင်းတို့အဘဲကြောင့်ညနာမတမယာဖြစ်နေကြရသည်။ငါသားတော်ရဲ့ကင်းစမောပုပ်ပွင့်လင်းသာမိတော်မူကြလော။ပုံနာအဖော်တွေမှာအကြီးကဲဖြစ်သူဘရောဟိတ်ကြီးကရှင့်ကိုတလန်တုပ်ပြီးတော့ဒူးတုပ်ဥခတ်လျက်အရှင်မင်းတရားကြီးဖျားကျွန်တော်မျိုးတွေရဲ့တွက်ချက်မှုအရာမင်းသားလေးဟာတကူအာနာအလိုကြီးမှပြီးတော့ ဖုန်းတကူနဲ့ပြည်စုံတဲ့သူတယောက်ဖြစ်လာမှမန်ပါလေဗျာသို့တော့သို့တော့သို့တော့အပေတို့ဖြစ်တဲ့နည်းမကြောက်မရွံ့မိတ်ဆွေတော်သို့တော့ကင်ဂျမာရဲ့အလေပြောင်းကစမ်းကျင်လာပါလေဗျာဒီသားတော်လေးကနောက်တစ်ချိန်မှာတော့သူ့ရဲ့ဖခင်အရင်ဖြစ်တဲ့အရှင်မေတ္တရာကြီးကိုကိုယ်တိုင်တတ်မဲ့သူဖြစ်ပါလေဗျာပြောင်းကနေမြည်ဟီးသွားတဲ့အဲ့ဒီစကားတန်ရဲ့အဆုံးမှာတော့တခန်းလုံးကတိတ်ဆိတ်နေတဲ့သွားတော်တာပေါ့ ။မင်းကြီးရဲ့မျက်နှာတော်မှာတော့ဖြူဖြော့သွားပြီးတော့မမီးရဲ့ရှင်သွေးငယ်ကိုပွေ့ချီထားတဲ့မိဖုရားကြီးဟာလည်းမူးမေလဲကြမတာဖြစ်သွားခဲ့တော်တယ်တဲ့။အဖေကဲ့သို့သောစကားကိုဆိုရသည်နည်းတင်းတို့မရင်တွက်ချက်ခြင်းမဖြစ်နိုင်ဘူးလို့အသက်နဲ့ရင်ပြီးတော့အာမခံပါလေဖုရား။တောင်းငင်ဘုရားဇွန်နှက်ခတ်တည်းရဲ့အနေထားရဒီကဲ့သို့မှပြောင်းလဲလို့မရနိုင်ပါဘူးဖုရား။ဇွန်နှက်မှာစားလို့ရွှေနှင်းတော်ကြီးတစ်ခုလုံးမှာ မောင်အတိတ်ကြာသွားတဲ့ကဲ့သို့ဖြစ်သွားခဲ့တော့လေပင်ကြီးကညံ့ညဆိုရင်တော့အိတ်မပြောနိုင်တဖက်ကချစ်လက်စွာတဲ့တားတော်လေးရဲ့မျက်နှာတဖက်မှာတော့ကြောင်မေဖွေရကင်းစမာဟောခင်မြေတို့မြမစုံးဖြတ်နိုင်ပဲရေပောင်းများစွာကြဲ့ရမရဖြစ်နေခဲ့တော့လေမူမများလေးတိုင်းပြည်ရဲ့အနာဂတ်တွေစဉ်းစားတော်မူပါလို့ရှောက်တင်ကြတော့တာပေါ့နောက်ဆုံးမှာတော့ပင်ကြီးဟာကြောက်ဆန်ကြောက်သားကဲ့သို့မာကျိုးတို့မျက်နှာပြည့်အမိတ်တစ်ခုကိုချမလိုက်တော်ရည် ငါရဲ့သားတော့ငါကိုယ်တိုင်မတက်ရဘူးဒါပေမဲ့ငါတိုင်းပြည်နဲ့ငါအသက်အတွက်တော့ဒီရင်သွေးကိုဆွလို့ရလိမ့်မယ်မင်းချင်းတို့ခိုင်ခက်တဲ့ဖောင်တစင်းကိုအမြန်ဆုံးပြုတ်လုံတော့မင်းသားလေးကိုနှုတ်ညက်နဲ့မွေးရပေါ်မှာတင်တိုင်းပြည်ရဲ့အမတ်သားဖြစ်တဲ့ကျမ်းမြေရနာအနေငင်နေတူဖောင်ပေါ်တင်ပြီးတော့အေးရဝရင်မြစ်ထဲကိုမျောလိုက်ကြလောသူ့ရဲ့ကကြမသူ့ကိုလမ်းပြပါစီတော့မိဖုရားကြီးမှာတော့တားတော်လေးကိုရှင်ခွင်းထဲထပ်ပြီးတော့ ရှိုက်ချစ်တငင်ကိုကျွေးလီတော်တယ်လေအရှင်မင်းကြီးကျမတို့ရဲ့ရှင်သွေးလေးပါရက်ဆက်လုံးမရဲ့အရှင်တခြားဒီလည်းမရှိတော့ဘူးလားဖေဟာဘင်းကြီးကမျက်ရည်တို့ကိုမြိုသိပ်ပြီးတော့မျက်နှာလွှဲလိုက်ပြီးမိဖေဟာငါလည်းရှင်ခွေးမတာခံစားနေရပါတယ်ဂျာမဲတိုက်ပြည့်အတွက်ငါတို့စတေးရမင်းလို့မိတော်မူခဲ့လေတယ်အဲ့ညာလမညာတညာမှာတော့မင်းသားလေးအားတော်ဝင်အထင်းတော်များကရှင်နေမချီတင်ဆောင်လာပြီးတော့ အသင်ဆောင်နေတဲ့မင်းကြီးတို့ထံကိုပေးအပ်ခဲ့လေတယ်။မင်းကြီးများကဘရင်ကြီးအမိတ်အတန်းကိုမင်းသားလေးကိုဖောင်ပေါ်တင်ပြီးတော့မိရဲ့ပြင်ကျဲကြီးလေးကိုတိုးထုတ်လိုက်ကြတော့တယ်။မိခင်မိဖုရားကြီးရဲ့ငိုရှိုက်တံကနန်းတော်ဆောင်နေရများကိုဖောက်ထွင်းပြီးတော့မိရဲ့ပြင်ပေါ်ထိပြန့်လွင့်နေသည်ဟာပြင်ကျမအလဲပြောင်းကိုတည်ဆောင်လာတဲ့ဖောင်လေးကမိရဲ့အလျင်အတန်းကိုတရွတ်ရွတ်မျောပါသွားခဲ့တော့တာပေါ့။နန်းနဲ့မူးတောက်ချိန်မှာတော့ နေကန်တပေးမှာရှိတဲ့ဇေယတာကြီးရွာလေးတရွာရဲ့ကန်းဆက်ကိုကပ်မိလေတော့တယ်။အဲ့ဒီဘာမှာတော့ဒူးတဲ့ဖော်မဲဆောင်နေထိုင်တဲ့အဖွာကြီးဒေါ်ဖွာမီတယောက်ရှိပါတယ်တယ်။ဒေါ်ဖွာမီကမြေချင်းကိုငားမြရန်ထွက်လာစင်မှာတော့ကန်းဆက်မှာရှိတဲ့ခြုံရွယ်များချားကနေတိတ်ဆိတ်စွာကပ်နေတဲ့ဖောင်လေးကိုတော့ထူးဆန်းစွာတွေ့မြင်လိုက်ရတော့တယ်။အနာကိုဒုက္ခကြီးရဲ့အခါမှာတော့နုညံ့သောပိုးမွေရာထင်မှာတော့နေချိုက်စွာအိမ်မောကျနေတဲ့ကလေးငယ်တူကိုတွေ့လိုက်ရတယ်။ ခလင်းငယ်ရဲ့ကူပေါ်မှာတော့တုံဝင်အဆောင်ရောင်များအဖိုးတန်ကြောင်းမြအကျူကိုမြင်ရတဲ့အခါမှာတော့အဖွားကြီးကအကျိုးကြောင်းကိုသဘောပေါက်လိုက်တော့တယ်။ဩဘလို့မင်းကြီးမိသားလေးမို့ဒီလိုကကြမဆိုးနဲ့ကြုံရတာလည်းမသိဘူး။ခလေးခမညာအပြစ်မရှိရှာပါဘူးလို့ရေရွတ်ပြီးတော့တနာစိတ်များတဖွားပါပေါ်ပေါက်လာကြတော့တယ်။အဖွားကြီးကမင်းသားလေးကိုကောက်ယူပွေ့ချင်လိုက်တော့တယ်။အဲဒီခိုင်မှာတော့မင်းသားလေးနိုးလာပြီးတော့ကျင်းလင်းသောမျက်လုံးလေးများနဲ့ အဖွားကြီးကိုကြည့်ပြီးတော့ပြုံးပြလိုက်တော်ရဲတယ်။အဲ့ဒီအပြုံးလေးကြောင့်အဖွားကြီးရဲ့တယောက်တည်းဖြစ်နေတဲ့ဘဝလေးကိုတော့အလေးအောင်တကူဝေရောက်လာတဲ့ကဲသို့ခံစားလိုက်ရပြီးတော့ဒီနေ့ကစပြီးတော့ငါမီလေးပို့ဖို့ကွယ်။အဲ့လိုဆုံးဖြတ်ပြီးတော့အင်ကိုပွက်ချီခေါ်ဆောင်သွားပါတော့တယ်။အဖွားကြီးကမင်းသားလေးကိုမောင်းဖြူလို့အမိပေးပြီးတော့ဘသူ့အမအတိမပေးဘဲနဲ့မမီရဲ့မြေရင်တပွဲစတင်ပြီးတော့ပြုစုပြိုးထောင်ခဲ့ပါတော့တယ်။ ဒီလိုနဲ့အချိန်ကာလတွေဟာရှင်အလီမျိုးတွေ့ရစီစီနဲ့ကုန်လွန်ခဲ့ပါတော့တယ်အဖွာတော်ဖွာမရဲ့အရေးအဝါတအောင်မှကြီးပြင်းလာခဲ့တဲ့မောင်ဖြူလေးဟာဆိုရင်အခုဆိုရင်တော့အရွယ်ရောက်ပြီးတော့တက်တက်ကြွကြွရှိတဲ့လူငယ်တယောက်အဖြစ်ကိုရောက်ရှိနေခဲ့ပါပြီ။ရွာတွေကတခြားကလေးတွေနဲ့မတူမောင်ဖြူမှာတော့ထူးခြားတဲ့အရေးသွေးတွေရှိနေခဲ့တယ်။သူဟာတာမန်ရွာသားလေးတယောက်လိုနေပေမဲ့သူ့ရဲ့မယ်လုံးတွေထင်မှာတော့မင်းတို့ရဲ့အရေးသွေးတွေဖြစ်တဲ့အရှိအဝါနဲ့ ဉာဏ်ပညာရောင်နေကိအောင်နေခဲ့တယ်။ခနာကိုကလည်းတက်မှာထွားကြပြီးတော့ဈာခုံလန်တူများပြင်စားတဲ့စစ်ပညာရဲ့တွေကိုတခေါက်မြုံနဲ့အလွန်တကူတက်မြောက်ခဲ့တော်တယ်။အဖွားတို့ဖောင်းမိကတော့သူ့ရဲ့မင်းလေးဟာတာမန်ကလေးတယောက်မဟုတ်မှန်းကိုရှင်းမိနေပြီမဲ့သူ့ရဲ့အတိတ်ရာဇဝင်ကိုတော့ဘယ်တော့မှဖွင့်ဟပြောဆိုခြင်းမရှိပဲတက်တစိတ်သာစောင့်ရှောက်နေခဲ့ပါတော်တယ်။မောင်ဖြူကလည်းအဖွားကြီးကိုအလွန်ချစ်ခင်ပြီးတော့အလုအကျွေးပြုစုခဲ့တော်တယ်။ဒီနေ့မှတော့မောင်ဖြူဟာ ရွာတွေကလူကြီးတွေပြောဆိုနေတဲ့စကားတကုံကိုကြားလိုက်ရနေတယ်။ရွာနဲ့မနီမူးဝေးမှာရှိတဲ့တောနယ်ကြီးတွေကတောင်ထိပ်ပေါ်မှာတော့လောကီပညာရက်တူအကျွမ်းမဲ့တက်မြောက်ပြီးတော့တကူအေတီပါနဲ့ပြည့်စုံတဲ့ရသည့်ကြီးတပါတရင်သုံးနေထိုင်နေဆိုတဲ့တည်းမှာပဲ။အဲဒီစကားကိုကြားတဲ့နေရာဆက်ပြီးတော့မောင်ပြည့်ရဲ့စီထင်မှာတော့အဲဒီရသည့်ကြီးစီကိုတွားရောက်ပြီးတော့ပညာသင်ချင်တဲ့စိတ်တရားပြင်းပြစွာနဲ့ဖြစ်ပေါ်လာခဲ့ပါတော့တယ်။အဖော် ကျွန်တော်တို့နဲ့တရားယဉ်သိချင်းစီမှာပညာတော်တင်ခြင်းနဲ့ကျွန်တော်ဒီဟွာလီထဲမှာပဲအချိန်ကုန်နေလို့မဖြစ်ဘူးပူပီးကြီးမားတဲ့အရာတွေကိုကျွန်တော်လုံဆောင်နိုင်စွမ်းရှိရလို့ခံစားနေရတယ်အဖွားကြီးမှာတော့စိတ်ပူပေမဲ့မြေဖြစ်သူရဲ့မလုံးတွေက ပြတ်သားတဲ့အရေးရောင်တွေကိုမြင်တဲ့အခါမှာတော့မတားဆီးလို့တော့ပဲကောင်းပြီငါမီသွားမယ်ဆိုရင်လည်းတတိဝိယာနဲ့သွားပါအန်ဒီကိုရှောက်ပါပညာရရင်လည်းလောကကောင်းကျိုးအတွက်အသုံးချပါကွယ်လို့ စိုးမစကားပြောပြီးတော့ခွင့်ပြုလိုက်တော့တာပေါ့ဒီလိုနဲ့မောင်ပြွာအဖွားကိုကတော့ပြီးတော့တောနဲ့ကြီးတွေကိုတယောက်တည်းထွက်ခွာခဲ့ပါတော့တယ်ရေပောင်းများစွာခက်ခက်ခဲခဲခင်းနေပြီးတဲ့နောက်မှာတော့ကျန်တာကြီးတွေကအတိုင်းတီးရှိနေတဲ့ရေတိကြီးရဲ့ကျောင်းတင်ကန်ကိုရှောက်ဖွေတွှေ့ရှိခဲ့ပါတော့တယ်ရေတိကြီးကစံဝင်စားနေရာကနေမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရှိမှာဒုဒုယူသေးပေးနေတဲ့မောင်ပြူကိုမြင်လိုက်ရတော့တယ်ဒီလိုနဲ့ရေတိကြီးက ူ့ရဲ့ညံမျက်စိနဲ့ကြည့်လိုက်တဲ့အခါမှာတော့ဒီလူငယ်ဟာတာမန်လူငယ်တယောက်မဟုတ်ပဲကဲကျမအလဲပြောင်းကြောင့်ဒီနေရာကိုရောက်လာရတဲ့မင်းမျိုးနဲ့တယောက်မှန်ကိုချက်ချင်းကိုတင့်မြင်တော်မူခဲ့တယ်။အမောင်လူငယ်တင်းအိန္ဒိယသို့အဘယ်အကြောင်းကြောင့်ရောက်လာသနည်းအရှင်ဖျားတပည့်တော်ဟာလောကီပညာရပ်တွေကိုသင်ယူပြီးတော့လောကအကျိုးကိုတည်ပိုးလိုတဲ့အတွက်အရှင်ဖျားထံမှပညာသင်ယူခွင့်ပြုဖို့လာရောက်တောင်းပန်တာပါဖျား။ ဒီလိုနဲ့ယတိကြီးကမော်ဖြူရဲ့ဆွဲလုံလာတဲ့ယူအတမှုကိုသဘောကျပြီးတော့တပြည့်အပြည့်လက်ခံလိုက်ပါတော့တယ်။အဲ့ဒီနေရာဆက်ပြီးတော့မော်ဖြူဟာယတိကြီးထံမှာတော့မန္တန်အတားစေဝါအတတ်ပညာတွေအပြင်နိုင်ငံရေးဆိုင်ရာ ပြူဟာပရိယေများစီရင်စီရာအတတ်ပညာများကိုတည်ယူခဲ့ရပါတော့တယ်။နေ့အတန်ကြာတည်ယူပြီးတဲ့နောက်မှာတော့မော်ဖြူဟာတကူနဲ့ပြေဆုံးပြီးတော့ဘသူမှရှင်နိုင်စွမ်းမရှိတဲ့လူငယ်သူရဲကောင်းတစ်ယောက်ဖြစ်ဖြစ်လာခဲ့ပါတော့တယ်။ ။ဒီနေ့မှာတော့ရည်တည်ကြီးကမောင်ဖြူကိုခေါ်ပြီးတော့ငါတပီတင်တေကိုရမယ်ပညာရက်တွေအလုံးအားပြည့်စုံပြီ။ယခုကတင်းရဲ့ကကြမ္မာကတင်းကိုစောင့်ကြုံနေပြီ။တော်ရဲမှာစစ်နေလို့မဖြစ်တော့ဘူး။လူလောကတွေကိုပြန်လည်ဝင်ရောက်ပြီးတော့တင်းရဲ့တာဝန်ကိုထမ်းဆောင်ရမယ်အချိန်ရောက်ပြီ။ဒီလိုနဲ့မောင်ဖြူလည်းဆရာစကားကိုနားခံပြီးတော့ရည်တည်ကြီးကိုကတော့ကမမိတ်နေထိုင်တဲ့ရွာကိုပြန်လာခဲ့ပါတော့တယ်။သူ့ရဲ့ရွာတင်းရဲ့ဝင်းစီယာပြည်ရဲ့လက်အောက်ခံဖြစ်တဲ့ ကံဘောစာတိုက်ပညာလေးတွေမှာတည်ရှိနေပါတယ်။သူရွာကိုပြန်ရောက်ပြီးမကြခင်မှာတော့ကံဘောစာပြည်ရဲ့မြို့တော်မှာကြီးမားတဲ့အဖြစ်အပျက်တခုဖြစ်ပွားခဲ့ပါတော့တယ်။အဲ့ဒါကတော့နန်းတော်ကမင်္ဂလာဆောင်မဲ့စီဖီရိုတကောင်ကရုတ်တရက်အရန်စစ်ဝင်ပြီးတော့မြို့ထဲမှာတောင်းကျမ်းနေခြင်းပါပဲ။စေဦးစီလည်းထိမနိုင်စစ်တီတော်တွေလည်းမနေနိုင်မင်းတမျိုးလုံးမှာတော့ပွင့်လို့ရက်နေကြတော့တာပေါ့။အိမ်ဒီစည်းဆိုင်တွေပြည့်စုံပြီးတော့ လူတွေလည်းထွက်ပြေးပုန်းရှောင်နေကြရတယ်။အဲ့ဒီတင်းကိုကြားရမောင်ပြူဟာငါရဲ့ပညာကိုစမ်းသပ်ရမယ့်အချိန်ပဲလို့တွေးပြီးတော့မြို့တော်ကိုအမြန်ဆုံးထွက်လာခဲ့ပါတော့တယ်။သူမြို့တော်ကိုရောက်တဲ့အခါမှာတော့မျက်လုံးတွေနေရပြီးတော့အရာအလုံးကိုဝင်တက်နေတဲ့စင်ကြီးကိုတွေ့လိုက်ရတော့တယ်။လူတွေကအဝေးကနေကြမ်းလန်တကြားကြီးနေကြတော့တာပေါ့။မောင်ပြူဟာမကြောက်မရွံ့ပဲနဲ့စင်ကြီးရှိရာကိုတက်တက်မမရှောက်သွားလိုက်ပါတော့တယ်။လူတွေကဟဲ့လူငယ်အသေးမခံနဲ့ ပြန်လက်ခင်လို့အော်ဟေးတားဆီးကြပြီမဲသူကတော့ခယူးမဆိုင်ခဲ့ပါဘူးသူဟာစင်ကြီးရဲ့ရှီကိုရောက်တဲ့အခါမှာတော့မျက်လုံးကုန်မိပြီရှစ်တကြီးတင်ပေးလိုက်တဲ့မန်တန်တပုတ်ကိုစေတင်ကနေရွတ်ဆူလိုက်တော့ပေါ့ပြီးတော့သူ့ရဲ့လက်ကိုစင်ကြီးရဲ့နဖူးပေါ်ကိုဖြင်းရင်းစော်နဲ့တင်လိုက်ပါတော့တယ်အန်အော်စီယာကောင်းစော်ပါပဲဒေါသတကြီးဖြစ်နေတဲ့စင်ကြီးဟာချက်ချင်းကိုငြိမ်သက်သွားပြီးတော့မောင်ဖြူရဲ့ရှီမှာဝင်စင်ပြီးတော့ အရှူတီပေးလိုက်တော့ရင်မြို့သူမြို့သားတွေအလုံးကမျက်လုံးပြူမျက်စံပြူနဲ့အံ့ဩမင်းတက်ကုန်ကြပြီးရောသူရဲကောင်းသူရဲကောင်းတို့တခဲနဲ့အော်ဟစ်ချီးကျူးကြပါတော့တယ်အဲ့ဒီအဖြစ်ပြက်ကကံမောစာပင်းကြီးရဲ့နောက်တော်တွေကိုရောက်သွားခဲ့တော့တာပေါ့ပင်းကြီးကဒီလိုတကိုးရှင်လူငယ်ကိုမြင်ချင်းစောနဲ့နန်းတော်ကိုအမြန်ဆုံးခေါ်ယူစေခဲ့တယ်။မောင်ဖြူနန်းတော်ကိုရောက်လာတဲ့အခါမှာတော့သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်နဲ့အမူအရာကိုမြင်ပြီးတော့ ဘရင်ကြီးကအလို့တရားသဘောကျသွားခဲ့တော့ပေါ့အမောင်လူငယ်တင်ဟာငါတိုင်းပြည်ကိုကြီးမားတဲ့ဘေးအန္တရာယ်ကနေကယ်တင်ခဲ့တယ်တင်လို့သူရဲကောင်းမျိုးကငါနန်းတော်မှာရှိတဲ့နေငါမှလည်းချီးမွေနှမွေဆက်ခံမဲ့တာသမီမရှိဘူးဒီနေ့ကစပြီးတော့တင်ငါရဲ့မွေးစားသားတော်အဖြစ်တက်မှတ်ပြီးတော့ဒုရိယကုမာရဆိုရဲ့ဖွင့်တော်မှာကိုချီးမြှင့်လိုက်တယ်ဒီလိုနဲ့ရွာသားလေးမောင်ပြူဟာတမနယ်ခင်အတွင်းမှာပဲကမ္ဘောဇာပြည်ရဲ့အရှင်မင်းသား ူရိယကုမာရာဖြစ်လာခဲ့ပါတော့တယ်။သူ့ကိုမွေးစားခဲ့တဲ့အဖွာထောဖွာမိကိုလည်းနန်းတော်ကိုခေါ်ယူပြီးတော့ကောင်းကောင်းမွန်မွန်ထားရှိခဲ့တော့တယ်။မင်းသားလေးဟာနန်းတွင်းသူနန်းတွင်းသားတွေကိုလဲလာရင်းနဲ့တိုင်းသူပြည်သားတွေရဲ့ချစ်ခင်မှုကိုရယူရင်းနဲ့အချိန်လေးကုန်လွန်စေခဲ့တာပေါ့။ဒါပေမဲ့သူမသိသေးတဲ့အမှန်တရားတစ်ခုကတော့သူ့ရဲ့ရှင်မစောင့်ကြိုနေခဲ့လေရဲ့။သူရိယကုမာရာမင်းသားအဖြစ်နန်းတော်မှာနေထိုင်နေတိုင်းပြည်အုပ်ချုပ်ရေးဆိုင်ရာကိစ္စရာများကို လေးလာတင်ယူခဲ့လေသူရဲ့ပင်ကိုဉာဏ်ပညာချက်မြတ်မှုနဲ့ရည်သေးကြီးထံမှတင်ယူခဲ့တဲ့ဗျူဟာအတတ်ပညာများကြောင့်မင်းသားမကြမီမှာတော့တန်းပီရဲ့အရေးပါတဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့တော့တာပေါ့ဖခင်ဖြစ်သူကံဘောဆပင်ကြီးကလည်းသူ့အားအလိုယုံကြည်အားကိုးတော်မူခဲ့တယ်။ဒီနေ့မှာတော့ဒုရီယာကုမာရမင်းသားဟာနန်းတော်ရှိမတ်တန်မယားများထားရှိရာကျောင်းစာရိုက်တို့အတွင်ကိုဝင်ရောက်လည်လာခဲ့တော့တယ်။အဲဒီခါမှာတော့သူ့ရဲ့မျက်လုံးကိုပဲ မယုံနိုင်စရာအကြောင်းအရာတခုကိုတွေ့ရှိခဲ့ရတော့တယ်။အဲဒါကတော့သူတို့ရဲ့ကံမောစတိုင်းပြားအင်အားကြီးမားလာတဲ့တိရိဝိစီယပီဂျီရဲ့လက်အောက်ခံတိုင်းပြည်ငယ်တခုသာဖြစ်ပြီးတော့နေ့စဉ်နေ့တိုင်းမှာတော့အဖိုးရန်ယန္တနာများစင်မင်းများနဲ့တကွများပြားလာတဲ့အခွန်မဏာများကိုစစ်တနေရခြင်းပင်ဖြစ်ပါတော့တယ်။ဒီအကြောင်းကိုသိလိုက်ရတဲ့အခါမှာတော့မင်းသားရဲ့ယင်ထဲမှာမခံခြင်းစိတ်နဲ့အမျိုးသားရင်စိတ်တတ်တူဟာဟုံနဲ့တောင်းလောင်လာခဲ့တော့တာပေါ့။ သူဟာဖားခင်ပြင်းကြီးထံကိုချက်ချင်းသွားရောက်ပြီးတော့မေးမြန်းရှောက်တင်လေတော့တယ်ခမီးတော်ဖေဟာကျွန်တော်မျိုးတွေရဲ့အတန်းဖေဟာအဘဲကြောင့်အခြားတိုင်းပြည်တစ်ခုရဲ့လက်အောက်မှာကျွန်တော်တပည့်ခံယူနေရပါတည်းကျွန်တော်တို့မှာကို့အားကိုကူပြီးတော့လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ရည်တည်နိုင်တဲ့အင်အားမရှိတော့ဘူးလားဖေဟာပေးကြီးမှာတော့တပင်းရှည်ကြီးကိုချလိုက်ပြီးရနောက်ငါတော်တော်တိရိဝိစီယပြာစင်အားမင်းအား စစ်တီအင်အားအရာရာမှငါတို့တဲ့အစာပေါင်းများစွာတာလွန်နေသူတို့ကိုစံချင်ငါတို့ပြည်သူတွေပဲအသက်သွေးချင်းများစွာပေးစားရလိမ့်မယ်ငြိမ်းချမ်းရေးအတွက်ဒီလိုအခွန်ဆက်နေရတာကပိုကောင်းတယ်လို့ခမီးတော်မြင်နေကြဒါပေမဲ့သူရိယကုမာရမင်းသားရဲ့စိတ်ထဲမှာတော့ထို့သူလက်မခံနိုင်ခဲ့ပါဘူးလေငြိမ်းချမ်းရေးဆိုတာဂျန်နူရီလိုဆက်ဆံမှရတာပါခမီးတော်ကျုံပြုတ်ခံနေရတဲ့ငြိမ်းချမ်းရေးကတကယ်တော့ ကြောက်ရွံ့မှုကနေဖြစ်လာတာပါကျွန်တော်မျိုးမှာတီတီဝေးစရာကိုအနိုင်တိုက်နိုင်မယ့်အစီအစဉ်ကောင်းတွေရှိပါတယ်ခမီးတို့အနေနဲ့ကျွန်တော်မျိုးကိုယုံကြည်ပြီးတော့စစ်တပ်ကိုဥဆောင်ဝင်ပေးတော်မူပါဖျားသူရဲ့တံမဏိကဲ့သို့မှာကျိုးတဲ့စိတ်ဓာတ်နဲ့ယုံကြည်မှုပြည့်ဝတဲ့စကားများကြောင့်ဘယင်ကြီးနဲ့တကွာမူးမများအာလုံးကအံ့အားတင်းသွားကြတော့တာပေါ့နောက်ဆုံးမှာတော့ဘယင်ကြီးကတားတော်ရဲ့စွမ်းရည်ကိုယုံကြည်ပြီးတော့တီတီဝေးစရာပြီကိုလွတ်လပ်ရေးပြန်လည်ရယူရန်အတွက် စစ်ချီတရန်ခုပြုတ်ကျပေးလိုက်လို့ရတယ်။အဲ့ဒီတဲ့င်းစကားကတပြည်လုံးကိုပြန့်နှံ့သွားတဲ့အခါမှာတော့ပြည်သူလူထုမှလည်းကျုံတပေါ့ပေါ်မှာလုံမြောက်လို့စိတ်ပြင်းပြနေကြတာကြောင့်မင်းသားရဲ့ဥဆောင်မှုအောင်မှာတော့တခဲနဲ့ထောက်ခံအားပေးကြလို့ရတယ်။မင်းသားစစ်တီတော်များကိုစနစ်တကျပြန်လည်လေ့ကျင့်ပေးခြင်းမိမိတန်ဆွမ်းတဲ့လောကီပညာနဲ့လက်နေများကိုအစွမ်းထက်အောင်ပြုလုပ်ခြင်းစစ်မြေပြင်ပြူဟာများကိုတော့စစ်စစ်ဆဆရေးဆွဲခြင်းတို့နဲ့ စစ်ပွဲအတွက်အစွမ်းကုန်ပြင်ဆင်ခဲ့တော့တာပေါ့အဲနောက်တောင်းမီရမနက်ခတာရဲတနေ့မှာတော့ကမ်ဘောဇာစစ်တပ်ကြီးဟာဒုရီယာကုမာရာမင်းသားရဲ့ဦးဆောင်မှုနဲ့တီရီဝိစီယာပြည်ကြီးရှိရာကိုစစ်ကြီးတင်လီတော်တယ်တဲ့အဲဒီတဲ့င်းကိုကြားသိရတဲ့တီရီဝိစီယာပြည်ကြီးမှာတော့အမေဒေါသအလုံးမင်းထွက်တော်မူခဲ့တယ်တဲ့ဗာငါရဲ့လက်အောက်ခံပြင်ငယ်လေးကငါ့ကိုပြန်ပြီးတော့ပုံကင်နေဟုတ်လားဘယ်လိုအယူမိုက်တဲ့ကောင်းလေးက စစ်တပ်ကိုဥဆောင်လာတာလေသူ့ကိုအရှင်ဖက်ပြီးတော့ငါချီတော်ရင်မှဟိုတွာခါစားစီရမယ်စစ်တီအပေါင်းတို့သူမနာခင်တဲ့တပုံတွေကိုကြိတ်ကြိတ်နဲ့ခြေမုံပြစ်ကြလို့ဒီလိုနဲ့နိုင်ငံစစ်တပ်ကြီးများကြီးမာတဲ့လူမင်းကျဲကြီးတခုမှတော့မျက်နှာချင်းဆိုင်တွေ့ဆုံကြလေတယ်တဖက်မှာတော့အင်အားအဆမတန်ကြီးမာပြီးတော့အတွေ့အကြုံရင့်ကျက်တဲ့ဒေလီဝီစီယာစစ်တပ်တဖက်မှာတော့အင်အားငယ်ပြီးမဲ့စစ်တပ်တကြွနေပြီးတော့ ခေါင်းဆောင်ကောင်းရှိတဲ့ကံဘောဆစစ်တာဒီလိုနဲ့စစ်ပွဲကြီးကမြင်းကလေးလုတ်တကယ်သူပြေးထန်စွာစတင်ခဲ့လို့ရင်စင်တမြင့်တာချင်းလင်တက်တို့ရဲ့အော်ဟစ်တံများဂျားလန်လင်းနဲ့တို့ရဲ့အတံများနဲ့လွေပြေတစ်ခုလုံးမှာတော့ပွက်လို့ရိုက်နေခဲ့တော့ပေါ့ဒုရီယာကုမာရမင်းသားကစင်မင်းပြူတစီကိုစီပြီးတော့ရှင်စုံမှနေပြီးသူ့ရဲ့စစ်တင်များကိုဥဆောင်တိုက်ခိုက်လေသူ့ရဲ့ထားသွားရလက်တလျှောက်မှာတော့ရန်သူများလဲကျကြနေခဲ့တော့တယ် သူ့ရဲ့တကူးဆွမ်းအားကြောင့်ရှန်သူရဲ့များတဲ့များကသူ့ထံကိုမရောက်နိုင်ဘဲနဲ့လမ်းခုလမှာပဲမြေကိုကျွေချကုန်တော်တယ်တဲ့တီလီဝိဇယာဘုရင်ကြီးကသူ့ရဲ့စစ်တီများအထိနာနေရအောင်မြင်တဲ့အခါမှာတော့ဒေါသထွက်ပြီးသူ့ရဲ့မင်္ဂလာစင်တော်ကိုစီးပြီးတော့ဒုရိယကုမာရရှိယာကိုတည်တည်မမထိုးဖောက်ဝင်ရောက်လာခဲ့တော်တယ်တဲ့ဖခင်နဲ့တာသူ့တို့မမမေ့ကြပဲနဲ့ရန်သူများအဖြစ်စစ်မြေပြင်မှာစုံတွေ့ကြနေပြီဟေ့မင်းမရိုင်းလာကြည်လား မင်းရဲ့ခေါင်းကိုဖြတ်ပြီးတော့မင်းတို့တန်ပြီးပြာပုံဘဝရအောင်လုပ်ပြမယ်။ကျင်ဘဝလွတ်မြောက်ဖို့အတွက်တိုက်ပွဲဝင်တာမရိုင်းတာမဟုတ်ဘူး။အနိုင်အရှုံးကိုဒါအစွန်းနဲ့ဆုံးဖြတ်ကြတော့ပေါ့။ဒီလိုနဲ့ပင်ကြီးနှစ်ပါးကတူးနဲ့တူးကိုအကျိတ်နဲ့တိုက်ခိုက်ကြတော့တယ်။အသက်အရွယ်ကြီးမြင့်ဖြစ်ပေမဲ့တိရိဝိစီယာပင်ကြီးရဲ့ဓာရီမှာတော့အလွန်ကျွမ်းကျင်လာလိမ့်တယ်။ဒါပေမဲ့ဒုရိယကုမာရရဲ့အင်အားအရှိန်နဲ့ လော့ဂီအစွမ်းတို့ကိုတော့မရှင်နိုင်ခဲ့ပါဘူးလေအချက်ပေါင်းများစွာတိုက်ခတ်ပြီးတဲ့နောက်မှာတော့ဒုရိယကုမာရရဲ့ဓာချက်တစ်ချက်ဟာသီရိဝိဇ္ဇယာဘင်းကြီးရဲ့ရှေ့အုံတော်ကိုတစ်တက်မမစန့်ဝင်သွားခဲ့တော်တယ်ဘင်းကြီးကသူ့ရဲ့စစ်စင်တော်မှာမြေပြင်ကိုလဲကျသွားခဲ့တော်တယ်သူ့ရဲ့နောက်ဆုံးထွက်သွင်းမှာတော့သူ့ရဲ့တာဖြစ်သူဒုရိယကုမာရရဲ့မျက်နှာကိုဆက်ကြည့်နေအသက်ပြောက်သွားခဲ့လေတော်တယ်နေခန့်ဆရာတို့ရဲ့ဟောကြားချက်က နေပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ကျောင်းမဲ့ဖွေရအမေရိကန်ဖြစ်လာခဲ့ပါချီပြီ။ဘီရင်ကြီးကြာဆုံးနောက်ကိုမြင်တဲ့အခါမှာတော့တီရီဝစီယာစစ်တပ်ကြီးတကူလုံးကစိတ်ရကြပြီးတော့လက်နေချာအညက်ခံကြရတော့တယ်။စစ်ပွဲဟာဒုရယကုမာရမင်းသားရဲ့အောင်ပွဲဖြစ်အဆုံးသတ်ခဲ့တော့တာပေါ့။သူဟာတီရီဝစီယာနန်းတော်ကိုတင်ပိုက်ပြီးတော့ဘီရင်အစ်စ်ဖြစ်မမေကိုကိုကျင်ညာခဲ့လျော်တယ်။ဒါပေမဲ့သူ့ရဲ့အောင်ပွဲဟာကျမဆူရဲ့ဏိဒန်းတစ်ခုသာဖြစ်မှန်းကိုတော့ သူမသိရှာခဲ့ပါဘူးတယ်။တရီဝင်းစရပြည်ကိုအောင်နိုင်ပြီးရဲ့နောက်မှာတော့တရီကုမာရာမင်းသားအောင်ဝဲရသူတူရဲ့ဂုံတိတ်ခါအပြင်နဲ့ရွှေနန်းတော်ကြီးအတူဝေးရောက်ခဲ့လေတယ်။မူးမများအမတ်များနန်းရွေးသူများအားလုံးကဘရင်အစ်ရဲ့ရှေ့မှောက်မှာဒုဒုခန်းစားကြရလေ။သူရဲ့အောင်မြင်မှုအတွင်မင်းသားကမမာနစင်များတက်ကြွနေကြတော့တာပေါ့။အဲ့ဒီချိန်မှာပဲဆီရှုံနေသွားတဲ့ဘရင်ကြီးရဲ့မိဖုရဲ့ကောင်းကြီးနဲ့အဆောင်ရံများကို သူ့ရဲ့ရှိတော်မကိုခေါ်ဆောင်လာခဲ့တော့တာပေါ့မိဖုရားကြီးဟာခင်မုံဖြစ်သူကြားဆုံးသွားတဲ့အတွေ့ယူကျုံမရဝမ်းနည်းပူဆွေးနေပေမဲ့သူမရဲ့မူလဟန်ပန်းနဲ့မမာနာကိုတော့မလျှော့ခဲ့ဘူးလေသူမရဲ့အဲ့မာနာနဲ့ပြည့်စုံတဲ့အလားကသူရိယကုမာရရဲ့စိတ်ကိုချက်ချင်းပဲဖန်ဆာသွားခဲ့လေတော့တယ်သူဟာမိဖုရားကြီးကိုမမြင်ချင်းမှပဲတက်မဲ့တော်စိတ်များဖြစ်ပေါ်လာခဲ့တော့တယ်သူဟာသူ့ရဲ့ဖခင်အရင်ကိုတတ်ခဲ့ပြီးတော့အခုအခါမှာတော့ သူ့ရဲ့မိခင်အရင်ကိုပဲမိဖုရားအဖြစ်တင်မြှောက်ရန်စဉ်းစားနေမိသည်ကိုမသိရှာခဲ့ဘူး။ဒါကကံကြမ္မာရဲ့ရက်စက်တဲ့တာပွဲကြီးတစ်ခုပင်ဖြစ်ပါတော့လေ။အတင်မိဖုရားတင်းခင်မုန်းပြင်ကြီးကြာဆုံးသွားပြီဖြစ်ပေမဲ့တင်းရဲ့အလားပါနဲ့မန်မာနာကတော့ရောပါသွားခြင်းမရှိ။ငါဒီခုတင်းရဲ့ဝိစီယပြည်ရဲ့ဘရင်အစ်ဖြစ်ပြီးနပီအောင်ချစ်ကြည်ရဲ့အတွက်တင်းဟောငါ၏မိမိကောင်ကြီးဖြစ်တင်မြှောက်တော်မူမီ။သူ့ရဲ့စကားအဆုံးမှာတော့ တခန်းလုံးဟာတိတ်ဆိတ်သွားပြီးတော့မိဖုရားကြီးမှလည်းမယုံကြည်နိုင်တဲ့မျက်လုံးမြောင်နဲ့သူ့ကိုကြည့်ပြီးတော့ခေါင်းကိုခါရင်လိုက်တော်တာပေါ့မင်းမင်းကငါရဲ့ခင်ဗျတတ်သွားတဲ့ရှင်သူပဲမင်းကငါရဲ့ခင်ဗျဖြစ်ဘယ်တော့မှလက်ခံနိုင်မှာမဟုတ်ဘူးဒါပေမဲ့သူရိယကုမာရမှာတော့သူ့ရဲ့တမတ်စိတ်ကိုမထိန်းချုပ်နိုင်တော့ပဲမိဖုရားကြီးရှိရာကိုရှောက်သွားပြီးတော့လက်ကိုဆွဲကြံရန်အတွက်ကြိုးစားလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲနန်းတော်တစ်ခုလုံးက ရုတ်တရက်မိုးချင်းတန်ကဲ့သို့ပြင်းထန်တဲ့အတန်းကြီးဖြစ်တွန်ခါသွားပြီးတော့ကောင်းကင်မှာအလင်းနဲ့တခုထိုးကျလာခဲ့တော့တာပေါ့အဲ့အလင်းနဲ့နဲ့အတူကျောင်းမက်ဖွေရနမင်းတပါရဲ့အတန်တော်ကြီးဟာထွက်ပေါ်လာခဲ့တော့တယ်ရှက်လိုက်လို့အိုးကဲကြမာစုကိုစောင့်ကြည့်လာသူမင်းသားတင်ပြစ်မှုတော့အရာသည်ကဘာမင်းကြီးရပြီလက်မခံနိုင်နဲ့ကြီးမသည်အပြစ်ဖြစ်သည်တင်းဤရှစ်မောင်မှာမိပြားသည်တခြားသူမဟုတ်တင်းကိုကူလာလွယ် ဆယ်လောက်ပွားခဲ့တော့တင်ဤမိခင်မာယာဒီဝီပင်တီတင်တက်ခဲ့တော့ဘယင်ကြီးမှလဲတင်ဤဖန်းနေဤမင်းဖြစ်တော်တယ်အဲ့ဒီစကားတဲ့နဲ့အတူဒုရိယကုမာရရဲ့ဥကောင်းတွေကိုတော့အတိတ်ကပုံရင်းများနေခါစီယာတို့ရဲ့ဟောပြောချက်များမိနေကိုမျောခံရပုံများအလုံးကရုပ်ရှင်တကားကဲ့သို့ပြန်လည်ဝင်ရောက်လာခဲ့တော်တယ်သူရဲ့မျက်လုံးများဟာလေပြူးကျင်လာပြီးတော့သူကန်ထားတဲ့မိဖုရားကြီးရဲ့လက်ကိုထိတ်လန့်တကြနဲ့လှုပ်ချလိုက်ပါတော်တယ် ဟာမမဟုတ်ဘူးမမဖြစ်နိုင်ဘူးဒုရိယကုမာရကရုတုတော်တကယ်တော့အော်ခင်းလိုက်ပါလို့ရတယ်။ဖခင်ကိုတတ်မိခြင်းမိခင်ကိုပင်တတ်မဲ့မိခြင်းအဲ့ဒီအဖြစ်ဆုံးများအတွေ့သူ့ရဲ့အသေးစိတ်ထဲမှာတော့လုံးဝကိုကျင်းမသွားခဲ့တော့တာပေါ့သူ့ရဲ့ဝမ်းနည်းပူဆွေးမှုကြောက်လန့်မှု အရှက်ရမှုအလုံးကဒေါသအဖြစ်ကိုပြောင်းလဲသွားခဲ့တော့တယ်သူဟာအပြစ်တင်စရာတစုံတစ်ယောက်ကိုရှာဖွေခဲ့တော့တာပေါ့အာလုံးအာလုံးက အဲ့ဒီအဖွားကြီးကြောင့်အဲ့ဒီအဖွားကြီးသားငါ့ကိုမြစ်ထဲကနေမဆဲခဲ့ရင်ဒီလိုကျမအဆူတွေဖြစ်လာမှာမဟုတ်ဘူးဟုတ်တယ်သူ့ကြောင့်ပဲဒီလိုနဲ့သူဟာစင်မင်းတစည်းဘော်ကိုခုံတက်ပြီးတော့သူ့ရဲ့မွေးစားအဖွားကြီးဒေါ်ဖွားမေရှိယာကိုကံမောစပြူအရှုံးမှုနဲ့ဒုံဆိုင်နေတော့တာပေါ့ဒီလိုနဲ့နန်းတော်မှာတော့အေဂျင့်စွာတရားဘဝနာများပွားများနေတဲ့အဖွားဒေါ်ဖွားမေမှာတော့အပင်အကြောင်းချက်မှမသိဘဲ ရောက်ရှိလာတဲ့သူ့ရဲ့မိမိသားကိုမြင်တွေ့လိုက်ရတော့တယ်။ဒါပေမဲ့မြေဖြစ်သူရဲ့မျက်နှာမှာတော့ချစ်ခင်ကျင်နာမှုလိုအစားရဲဆဲကြမ်းကြုတ်တဲ့အရေးရောင်များနဲ့ပြည့်နေနေကြတော့တာပေါ့။ခမည်းကြီးခမည်းကြီးရောက်အားလုံးခမည်းကြီးကြောင့်ဖြစ်ရတာ။ဘာလို့ဘာလို့ကျွန်တော်မြေထရနေဆဲခဲ့သေးလဲ။သိပြီစီအခုချက်ချင်းသိလိုက်စမ်း။အဖွားကြီးမှာတော့အကျိုးအကြောင်းနားမလည်နိုင်ခင်ပါပဲ။ဒေါသစိတ်ပြေအသိစိတ်ကင်းမဲ့နေတဲ့ သူရိယကုမာရကသူ့ရဲ့ဓာတ်ကိုဆွဲထုတ်ပြီးတော့သူ့ကိုကောက်ယူမွေးစားခဲ့တဲ့ကျေးဇူးရှင်အဖွားကြီးကိုကွံ့မြလိုက်ပါတော့တယ်။သူ့ရဲ့ဆွနေတဲ့ဓာတ်ကိုခံပြီးတော့မောဟိုက်နေတဲ့သူရိယကုမာရရဲ့ဒေါသစိတ်များတဖြည်းဖြည်းနဲ့ပြည့်ရော့သွားတဲ့အခါမှာတော့သူဘာလို့မိသွားသည်ကိုတတိပြုမိသွားတော့တယ်။သူ့ရဲ့ဖခင်ကိုတတ်ခဲ့တယ်။သူ့ရဲ့မိခင်ကိုစော်ကားမိမတာဖြစ်ခဲ့တယ်။နောက်ဆုံးမှာတော့သူ့ပေါ်ကျေးဇူးအရှိဆုံးဖြစ်တဲ့ အဖွားကိုပါကိုယ်တိုင်တက်မိခဲ့ပြီဟာငါငါဘာရင်လုံးမိသွားလဲဒီလိုနဲ့ तू ဟာမြေပြင်ပေါ်မှာဒူးထောက်ကြပြီးတော့ကလေးငယ်တယောက်ကတော့ရှာကြီးတကြီးငိုကျွေးနေတော့တာပေါ့သူ့ရဲ့အောင်ပွဲသူ့ရဲ့ဖုန်းတကူသူ့ရဲ့မန်မာနာအလုံးအားလေတခဏအတွင်းမှာပဲပြာမုံများအဖြစ်လွင့်ပြေသွားခဲ့နေတော့တယ်အဲ့ဒီနေ့မှာစလို့သူဟာမစားမတော့မအိပ်မစစ်ပဲနဲ့ သူ့ရဲ့အပြင်းများတွေနောင်တကြီးစွာရနေကြတော့တယ်။နောက်ဆုံးမှာတော့သူဟာသူ့ရဲ့အပြင်းများကိုစေချောရံနဲ့ဂျေဆုဆက်ရံအတွက်ကုသိုလ်ကောင်းမှုပြုရင်ဆုံးဖြတ်လိုက်ပါတော့တယ်။သူဟာသူ့တက်ခဲ့ဖောင်းငင်ပြင်းကြီးကိုယေရှုပြီးတော့ကြီးမားခန့်ညားလာတဲ့ဇီတော်ကြီးတစုကိုတီထားကိုးကွယ်လေးခဲ့တယ်။အဲနောက်သူ့ကွမျက်ခဲ့တဲ့ဂျေဆုရှင်အဖွားကြီးကိုယေရှုပြီးတော့အဲ့ဒီဇီတော်ကြီးရဲ့မနီးမဝေးမှာတော့နောက်ထပ်ဇီတော်တစုကိုလည်းတီထားပူဇော်ခဲ့ပြန်ပါတော့တယ်။ အေစီဒီနစုဟာရင်းနှီးထက်တိုင်းပင်မြမပြည်အလေးပိုင်းဒေသတနေရာမှာတော့ထင်ရှားစွာတည်ရှိနေစေဖြစ်ပြီးတော့ဖခင်ကိုတတ်တော်တာမရဲ့ကုသိုလ်တော်လို့လူအများကပြောစမှာပြုကြနေတော့တယ်။ဒီပုံမြင်လေးမှာတော့ကံစမာရဲ့အလေးပြောင်းကိုဘသူမှမလွန်ဆန်နိုင်ဘူး။ဒေါသဆိုရမီးဟာမိမိကိုယ်တိုင်ကိုသာပြန်လည်လောင်ကျွမ်းစေတဲ့ပုံနဲ့နောက်ဆုံးမှာတော့မြင်းမြကြီးမားတဲ့အဖြစ်ကိုလုပ်ခဲ့သည်ဖြစ်စေစစ်မှန်သော နောင်တတရားနဲ့ ကုသိုလ်ကောင်းမှုပြုပါကစိတ်ဤချမ်းသာမှုတစိတ်တစ်ပိုင်းများပြန်လည်ရရှိနိုင်ပုံကိုတော့